ဖရာမ431ရဲ့တစ်ဖက်တစ်ချက်မှာတော့ဒီမှာ430ပါ430ပါဖရာအမှတ်430ပါသူကတော့ရှေ့မှာအရှိဘက်ကိုမျက်နှာမူတဲ့မဟုတ်တစ်ခုပါပါတယ်ဖရာရဲ့အတွင်းထဲမှာတော့သင်္ကန်းအညူရောင်နဲ့အင်မတန်တပ်ပေတဲ့တင်ပလင်ခွေ မူရဟန်နဲ့ဖယားတဆူရှိတယ်။အရာတော့တပိတ်မောက်ရဲ့အထက်မှာတပိတ်မောက်ရဲ့အထက်မှာဘာမှမရှိဘူး။လူကြပြီးတော့ပါ။တပိတ်မောက်အလုံးကြီးပဲရှိတယ်။သူ့ရဲ့တဲ့မှာတော့ဩဇေဒီလေးတဆူ။ဟိုးနောက်ဘက်ကဇေဒီလေးကတော့ဇေဒီလေးကမြင်ရတာသေးလို့ပါ။ဒီမြင်ရတဲ့ဇေဒီလေးကတော့ဆူလာမီ စီရီလေးဖြစ်ပါလေဒီပြားလေးကတော့တော်တော်လေးကိုတော့မြက်ခင်းနေနဲ့တက်ပင်လေးပေါက်တွန်းနေကိုဝင်ဖို့တော့နည်းနည်းတော့တိထားရမယ်အားကြောင့်လဲဆိုတော့ခြေခင်းလက်ခင်းမွေပါခင်းပါတွေရောက်လာနိုင်တဲ့အနေအထားမျိုးတောင်းတောင်းမှာရှိနေနိုင်တဲ့အနေအထားမျိုး ဘုရားလေးကတော့အင်မတန်မှကိုတတ်ပေတဲ့ဘုရားလေးပါ။ဘုရားမှာဘုရားကြီးတော်တော်များများကဘုရားခင်နေရာကြီးဘုရားကြီးတော်တော်များများကတော့မျက်နှာတော်ကြီးတော့ခေါင်းတော်လက်တော်ကျောက်တော်တော့ကိုနီဟန်သားကြီးမူရဟန်ကြီးအရန်ကိုလပ်ပတ်တည်တတ်ပြီးတော့မှအင်မတန်မှလဲရမြောက်တယ်။ជីညူဝေဟာအတိဟိုးနောက်ဖက်နောက်ဖက်ယွန်းယွန်းမှာတော့ တန်ကြီးတောင်စီရီနဲ့ဗကံဖရားရဲ့အလားပါတယ်ပေါင်းဆက်တဲ့နေရာတစ်ခုပေါ့ကျို့လိုပွေလီတဲ့ဒူမအပဒီနေရာတွေကိုမရောက်နိုင်ဘူးကျို့ကစူးစမ်းတဲ့သူအဲ့လိုမျိုးထူးဆန်းတဲ့နေရာတွေလူသူအရောက်ပေါက်နေတဲ့နေရာတွေမှာရှိတဲ့တော့ထူးခြားတဲ့အရာတွေကိုလေ့လာခြင်းနဲ့ပုံကုန်မလို့ဒီကိုရောက်တစ်ခုထူးခြားချက်တစ်ခုသတိထားမိတယ်တလားဒီမှာတော့ဘေးမှာကတ်ထားတဲ့ဟိုဟာက perspective သဘောအရာ ခုံးကြွားပြီးတော့လေအောက်ခြေအသေးအထက်ကကြီးပြီးတော့ငုံကြည့်နေတယ်လို့မျိုးဒီဘက်ကဘာခေါ်လဲမသိဒီအရာလေဟောအုတ်ကအောက်ခြေမှာအပားဗျာအပေါ်မှာထူထားပြီးတော့မှာနိုင်နေတယ်လို့ငုံကြည့်နေတယ်ဒီဆောက်ထားတဲ့လက်ရဟောဘယ်မှာလဲ ဒီပထိုးတွေအများကြီးရှိပါတယ်ဟိုထဲမှာ